ရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းပေါ်ကအရေးပါရီမိုးကောင်းတတာဒုတိယကြိမ်မိုင်းခွဲခံရအားလုံးပဲမင်္ဂလာပါရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းမကြီးပေါ်တထုံမြို့နယ်မိုးကောင်းဖျားနေရှိတတာဟာဆိုရင်ဒုတိယကြိမ်မိုင်းခွဲခံရပြီးတွာလာမရအောင်ပြည့်စည်သွားခဲ့ရတယ်လို့ဒေသခံတွေရဲ့ပြောကြရာသိရပါရီမေလာ၃ရက်နေ့ည၇နာရီချိန်ကမှမိုင်းဆွဲခံလိုက်ရတာလည်းဖြစ်ပါရီ ဒီတရားဆိုရင်တော့ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ကတကြိမ်မိုင်းခွဲခံရပြီးတော့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရပါသည် အခုချိန်ထိလည်းအိမ်တော်ကပြက်စီးတွေတောင်မှပြင်ဆင်လို့မပြီးသေးပါဘူးလက်တလုံးမှာတရားရဲ့တချမ်းသာပြုပြင်ပြီးထားတာဖြစ်လို့အဲ့တချမ်းကိုပဲအသုံးပြနေကြရတာပါအိမ်လမ်းပန်းဆက်သွယ်ရေးတွေအသုံးပြနေရတဲ့တချမ်းကိုထပ်ပြီးတော့မိုင်းဆွဲဖြည့်ဆည်းခံရတာကြောင့်လက်ရှိမှာရှင်တွေအလုံးဖြတ်တန်းမရတော့တဲ့အခြေအနေဖြစ်သွားရပါတယ်လက်ရှိမှာဆိုရင်တော့အင်စီကားတွေဆိုင်ကယ်တွေကို ရွာလိုင်းကနေပေးသွားတာတွေရှိနေပါသေးတယ်။ဒါပေမဲ့ H-back ကားတွေနဲ့ ုန်တင်ကားတွေကို တော့ဘီလင်းကနေစပြီးလမ်းပိတ်လိုက်ကြောင်းကိုလည်းဒေသခံတွေကပြောပြပါရယ်အခုတော့ကားကြီးတွေသွားမရဘူးကားလမ်းပေါ်မှာပဲရှတ်ထားကြသေးတယ်တံတားကတစ်ခုလုံးပြတ်ကျသွားတာပါကားသေးတွေကတော့ရွာတွေကလမ်းကသွားလို့ရတယ်ဘီလင်းမှာကလေးကစပိတ်ထားလိုက်ပြီ expensive ကုန်ကားတွေလုံးဝမပေးသွားတော့ဘူး ac ကားတွေကတော့သွားလို့ရသေးတယ် သွားလို့ရသေးတယ်ဆိုတာကညာကဖြစ်တဲ့တံတားကနေပေးဖြတ်တာမဟုတ်ပဲရှာတွေကနေသွားရတာပါလို့ဒေသခံတကူကပြောပြထားပါတယ်။အဆိုပါမိုက်ခွဲဖြက်စည်းခင်ရတယ်။မိုးကောင်းတံတားအနီးမှာဆိုရင်တော့လူနေအိမ်တစ်လုံးရှိတယ်လို့လည်းသိရပါတယ်။ပထမချိန်မိုက်ခွဲခဲ့ရစဉ်တော့ကအဲ့ဒီနေအိမ်ကိုမိုင်းစာထိမှန်တာတွေရှိခဲ့ပြီးအိမ်မှာနေထိုင်ခဲ့ကြတယ်။တာဖာနေရောက်လဲထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီတစ်ချိန်မှဆိုရင်လည်းအစိုးရအင်ကိုမိုင်းစထိမှန်ခဲ့သေးပေမဲ့ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့တော့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘယ်အဖွဲ့ကလှုံ့ဆော်ခဲ့တယ်လဲဆိုတာကိုတော့မသိရသေးပါဘူး။မိုင်းခွဲမှုကပထမချိန်ပုံမပြင်းထန်ခဲ့ပြီးတော့အပြည့်စည်းလဲပုံများခဲ့ပါတယ်။ဒီတရားပြည့်စည်သွားမှုကြောင့်ရန်ကုန်မော်လမြိုင်လမ်းပန်းဆက်သွယ်ရေးနဲ့ကုန်ပစ္စည်းပို့ဆောင်ရေးတွေမှာပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အဓိကကတော့အရောင်းဝယ်သမားတွေအတွက်ထိခိုက်မှုတွေရှိလာနိုင်တယ်ဆိုပြီးတော့လည်းသုံးသပ်နေကြပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းကမြို့တွေမှာဆိုရင်ကိုစင်းတို့မြင့်တက်ကြတာတွေစတင်ကြုံတွေ့ရပြီလို့လည်းသိရပါတယ်။ဒါပြင် ခီးတယ်တင်ရင်လိုင်းတွေကလည်းမော်လယ်မြိုင်ဖန်အန်းနဲ့ဒဝေဘက်ကခီးစင်တွေကိုရှင်းလာလာကြပါတယ်။စီဝါထိခိုက်မှုတွေရှိလာနိုင်တဲ့မိုးကောင်းတရားကိုအမြန်ဆုံးပြန်သုံးပြနိုင်အောင် ဘေးလီထိုးတာနဲ့ယာယီပြည့်စုံမှုလုပ်တာတွေလှုပ်ပေးဖို့လေလိုအပ်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အာဘိနတ်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ဘေးလီကနေပြီးတော့ဆူတာမေတ္တာစကားလေးပို့သရင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။နောက်နေ့ဒီမှလေအခုလိုဆက်ဝေစားစရာကောင်းတဲ့ကျောင်းယာယီနဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့ကျမတို့ရဲ့ဘေးလီကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှင်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။